မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တက်မတော်လေးအမတ်တစိမ့်ဖြင့် Y8 လေးရင်တစ်စီကိုတရုတ်နိုင်ငံကုမင်းလေစိတ်တွင်ရှာဖွေတွေ့ရှိရပြီးစစ်ကောင်စီအတွက်မကြမီအတုံးပြုတော်မူဟုမြန်မာ Witness ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အကြံဖက်စစ်ကောင်စီတမတော်လေးအမတ်တစိဖြင့်တေယူပို့ဆောင်ရေးဝိုင်းအိတ်လေးရင်တဲ့၂စီးကိုတရုတ်နိုင်ငံကုမင်းလေစိတ်တွင်ရှာဖွေတွေ့ရှိရပြီးစစ်ကောင်စီအတွက်မကြမီအသုံးပြုတော်မူဟုယူဆရကြောင်းမြန်မာ witness ကယနေ့တရင်ထုတ်ပြန်လိုက်ပါတယ်မြန်မာ witness တင်ရှောင်းစီ YAF 200W နီးပြူဟာမြောင်းတေယူပို့ဆောင်ရေးလေရင်နှစ်စင်းဖြစ်သည့်အမီးနံပါတ်5923နဲ့5924ကို ချင်းယုတ်ပြည်သူသမရနိုင်ငံကုမင်းအပြည်ပြည်ဆိုင်ရာလေးစိတ်ရှိ နေရာတစ်ခုတွင်ရှာဖွေတွေ့ရှိခဲ့ကြောင်းလေရင်နှစင်းသည့်အသည့်ဖြစ်ပြီး MAF နာမည်တက်မတော်လေးဟု ရေးသားထားပြီးရခင်ကမရှိဘူးသောအမီးနံပါတ်များဖြစ်ကြောင်းမကြသေးမီကမိတ်ဆက်ခဲ့သော YAF 200W အမီးနံပါတ်5922ကို မကြသေးမီကမိတ်ဆက်ခဲ့သော YAF 2000 200W အမီးနံပါတ်5922ကို2024ခုနှစ်ဒီဇင်ဘာလတွင်စတင်အသုံးပြုခဲ့ပြီးအသည့်တွေ့ရှိရသော Y8022E အမီးနံပါတ်များမှာ5923နှင့်5924ဖြစ်ကြောင်းသိရှိရပါသည်။ တက်မတော်လေးကစစ်ဘက်လေယာဉ်များနဲ့ပတ်သက်၍ဝင်ဆောင်နိုင်စွမ်းနှင့်ဗတ်ဆုံအသုံးပြုနိုင်မှုအတွက်အထူးအလေးသာသော Y8 လေယာဉ်များကိုဆက်လက်တိုးချဲ့အသုံးပြုလျက်ရှိကြောင်းအဆိုပါ Y8 နောက်ထပ်လေယာဉ်များရောက်ရှိလာချက်သည်စစ်ကောင်စီလေတဲ့အတွက်ထောက်ပံ့ပို့ဆောင်ရင်းနဲ့လေပတ်နိုင်မှုစွမ်းရည်ကိုပုံမတိုးပွားစေရန်ဖြစ်ကြောင်းသိရပါသည်အကြံဖက်စစ်ကောင်စီထံတွင်တည်ယူပို့ဆောင်ရေး Y8 လေယာဉ်အနည်းဆုံး9စီးခန့်ရှိကြောင်းနိုင်ငံတကာစစ်ရေးစောင့်ကြည့်ရေးလေလာရေးအဖွဲ့တချို့ကထုတ်ပြန်ကြမ်းများအရသိရပါသည် ဆက်လက်ပြီးမုံရွာထောင်ကနေပြောင်းရွှေ့ခံရတဲ့နိုင်ငံရေးအကျဉ်းသူတွေရိုင်းနှက်ခံရပြီးတီးတန့်ခွဲခြားခံရတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မုံရွာအကျဉ်းထောင်ကနေပြောင်းရွှေ့ထားတဲ့နိုင်ငံရေးအကျဉ်းသူတွေကိုအိုးဖို့ထောင်အဝင်ဝမှာရိုင်းနှက်ကယခုအချိန်အထိတီးတန့်ခွဲထားတယ်လို့စုံစမ်းသိရှိရပါတယ်။မုံရထောင်ကနေဇွန်လ12ရက်နေ့ကနိုင်ငံရေးအကျဉ်းသူ80ခန့်အိုးဘိုအကျဉ်းထောင်အမျိုးသမီးယာယီအဆောင်ကိုရောက်လာတယ်လို့သိရပါတယ် အမျိုးသမီးနိုင်ငံရေးအကျဉ်းသူတွေတဲကတချို့ဟာမုံရွာမန္တလေးတလန်းလုံးမှာကြိုးတုပ်ခံထားရသလိုရိုင်းနှက်နှိပ်စက်ခံလာရသူတွေလည်းပါတယ်လို့သိရပါတယ်။နိုင်ငံရေးအကျဉ်းသူတွေကိုအဆောင်သုံးရဲ့အပေါ်ထဲမှာတီးတန့်ခွဲထားတယ်လို့အိုးဘိုအကျဉ်းထောင်နဲ့နှီးဆက်သူတချို့ကပြောပါတယ်။အိုးဘိုထောင်အမျိုးသမီးအဆောင်မှာလူဦးရေများပြားနေပြီးဝမ်းလျှော်ယောဂနဲ့အရေးပြားယောဂတွေလည်းဖြစ်နေတယ်လို့အကျဉ်းသူတအူးရဲ့မိသားစုဝင်က ပြောပါတယ်။ ချောင်ပြောင်းစင်ပါလာတဲ့အမျိုးသားနိုင်ငံရေးအကျဉ်းသားတွေကိုလည်းထောင်ဝင်ဝမှာရိုင်းနှက်နှိပ်စက်ခဲ့တယ်လို့တီးတန့်ခွဲထားစေဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသူတဦးရဲ့မိသားစုဝင်ကပြောပါတယ်။မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ထုတ်ပြန်ချက်မှာတော့ဇွန်လ12ရက်နေ့ကမုံရွာထောက်ကနေနိုင်ငံရေးအကျဉ်းသားတွေနဲ့အခြားအကျဉ်းသားစုစုပေါင်း200ခန့်ကိုမန္တလေးအိုးဘိုတောင်ကိုပို့ခဲ့တယ်လို့ဖော်ပြထားပါတယ်။ကုန်တင်ကား၅စီးပေါ်မှာခမ်းမန်းအမျိုးသားအကျဉ်းသား150ဦးဝင်ကျင်ပါပြီး ကုန်တင်ကား၅စီးပေါ်မှာခမန်းအမျိုးသားအချင်းသား150ဦးပါဝင်ပြီးကုန်တင်ကား၃စီးမှာအမျိုးသမီးအချင်းသူတွေပါဝင်တာလို့သိရပါတယ်။အိုးဖို့ထောင်ဘူဝအဝင်မှာထောင်ပြောင်းရွှေ့ရောက်လာသူအလုံးနှိပါအားအချင်းဦးစီးဝန်တန်းတွေနဲ့ရဲတွေက ရာဘာတုံတစ်သားတုံနဲ့ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတာပါ။ မုံရွာထောင်ကပြောင်းရွှေ့လာတဲ့တပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်အပါအဝင်နိုင်ငံရေးအကျဉ်းသားအနည်းဆုံး90ဦးလောက်ဟာဦးကောင်လက်နဲ့နှောက်ကြောတွေမှာထိရှာနေပေါက်ပြဲတံရတွေရရှိခဲ့ကြပြီးအသက်ရှင်တန်ပိုင်ခွင့်များပင်ချိန်ချောက်ခံရတယ်လို့ PPNM ကထုတ်ပြန်ပါတယ်။အရိုက်ခံရတဲ့တပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်နဲ့ကိုမန်စာမြင့်မွန်တို့ကိုစေကူတာခွင့်မပေးဘဲထန့်ချေချင်းခတ်ပြီးတိုက်ပိတ်ထားတယ်လို့စကိုင်းတိုင်းဒေသတပိတ်အင်အားစုကစွန်15ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ ဆက်လက်ပြီးစစ်ကောင်စီကကြောက်ဖြူတိုက်ပွဲအတွင်ထွက်ပြေးသည့်စစ်ကောင်စီတပ်သားများကိုအင်အားအလုံးရင်ဖြင့်ရှာဖွေဖမ်းဆီးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါတယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ရှိအမှတ်32ရဲတပ်ရင်းအနီးတွင်တိုက်ပွဲများပြင်းထန်နေပြီးစစ်ကောင်စီတပ်သားများနေစဉ်ထွက်ပြေးလျက်ရှိကြောင်းသိရပါတယ်။ စစ်ကောင်စီသည်ပြီးခဲ့တဲ့ဇွန်21ရက်ညပိုင်းတွင်ကြောက်ပြူမျိုးပေါ်ရက်ွက်များပြက်သည့်တိုချဲနှင့်ကလဘာတောင် ရက်ွက်တို၌စစ်မတိုက်လို၍ထွက်ပြေးကပုံအောင်နေသောစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုအင်အားအလုံးရင်ဖြင့်ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းသိရပါသည်။စစ်တပ်ကတေဆုံမှုများနေလို့တပ်သားတွေစုဖွဲ့ပြီးထွက်ပြေးနေကြတာရက်ွက်တွေတဲ့ဝင်ပုံးလို့လက်ခံတဲ့အင်ရှင်ကိုပါဖမ်းတယ်လို့သိရပါသည်ဟုကြောက်ပြူဒေသခံတအူးကသတင်းဌာနကိုပြောပါသည်။ စက်ကောင်စီသည်၎င်းတို့စစ်တပ်မှထွက်ပြေးလာသည့်တပ်ဖွဲ့ဝင်များကိုလက်ခံထားသည့်အင်ရှင်များကိုပါဖမ်းဆီးသွားကြောင်းဒေသတွင်းသတင်းရင်းမြစ်များထံမှသိရပါသည်။ကြောက်ဖြူမျိုးနယ်တွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်ဒေဆုံးမှုများပြီးစစ်ကြောင်းလိုက်လက်နက်ချအညံ့ခံသူများလည်းများပြားလာကြောင်းသိရပါသည်။စစ်ကောင်စီတပ်၏ရာရှိပိုင်းမှစစ်ကြောင်းမှုဒုတရင်မှုများပါမကျန်ဒေဆုံးနေကြသဖြင့်အောက်ခြေစစ်သားများမှစစ်တိုက်လို့စိတ်မရှိတော့ဘဲအစုလိုက်အဖွဲ့လိုက်တပ်အတွင်းမှထွက်ပြေးနေကြကြောင်းသိရပါသည်။ ဇွန်လဒုတိယပတ်အတွင်းတွင်စစ်ကောင်စီကစစ်ကူလွတ်လိုက်ပြီးအင်အားတရာပါစစ်ကြောင်းမှလည်းကြောက်ဖြူရှိတဲ့အတွင်ဖြောက်ဆုံးနေကြောင်းသတင်းရင်းမြစ်များထံမှသိရပါတယ်။ဆလပင်းစင်ကူးမြို့နယ်မြစ်တာနနာစီယုံကိုစစ်တပ်ကလေရင်ဖြည့်ပုံကျဲမှုမိဖွားပိစကလေးမိခင်တအူးသေးဆုံးပြီးဖြီသူဆက်နှစ်ဦးတန်ရာရာတာဖွားမိရဲ့အဆောင်အပါဝင်စေယုံအဆောက်အအုံသုံးလုံးပြက်စီးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် မန္တလေးတိုင်းစင်ကူးမြို့နယ်မြစ်တာနန္ဒာစေယုံကိုအကြမ်းဖက်စစ်တပ်ကလျင်ဖြစ်ပုံကျဲတိုက်ခိုက်ရာမိဖွားပီစကလေးမိခင်တအူးသေးဆုံးပြီးဆယ်နှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်းစေယုံသားဖွားမိရဲ့အဆောင်အပါအဝင်အဆောက်အုံသုံးလုံးပြက်စီးခဲ့ကြောင်းစင်ကူးမြို့နယ်ပကဖသတင်းတာဝန်ခံကသတင်းဌာနသို့ပြောကြားပါရယ်ဇော်လာ22ရက်နေ့ည7:00နာရီခန့်အချိန်စင်ကူးမြို့နယ်မြစ်တာနန္ဒာစေယုံကိုတရာဦးလီတက်မှတက်လာသည့် အကြံဖက်စစ်တပ်ဤဂျက်ဖိုက်တာတစ်စင်းကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ဤတိုက်ခိုက်မှုအတွင်မတရားမျိုးနယ်စေတော်လန်ခွဲကြီးရွာမှာမိဖွားပြီးသောအသက်30ခန့်အရွယ်မိဖွားပြီးစအမျိုးသမီးတအူသေဆုံးပြီးအသက်35နှစ်အရွယ်အမျိုးသမီးတအူပြင်းထန်ဒဏ်ရာရရှိကအသက်အန္တရာယ်ဆိုရင်ရကြောင်းထို့ပြင်စေယုံတွင်စေကူတာမှုခံယူနေသည့်ပြည်သူတအူလည်းမစိုးရင်ရဒဏ်ရာရရှိကစေယုံတာဖွားမိရဲ့အဆောင်အပါအဝင်အဆောက်အဦးသုံးလုံးပြက်စီးခဲ့ကြောင်းသိရှိရပါတယ်။သေဆုံးသူကစေယုံကိုလာပြီးမိဖွားတာနှစ်ရက် ပဲရှိပါသေးတယ်။ကလေးကတော့အသက်ရှင်ပါတယ်။မိခင်ဖြစ်သူကတော့နေရာမှာတင်ပွဲချင်းပြီးဆုံးသွားတာပေါ့။စေယုံကတော့အနီးနားတဝိုက်ကမရရလာတယ်။စင်ကူရှိမယ်၊တပိတ်ချင်းရှိမယ်။ပြည်သူတွေတော်တော်များများကဒီစေယုံကိုအားကိုးနေရတာ။ဒီစေယုံမှာတော်လန်ရေးတက်ဖွဲ့တွေစေကူတာတာလုံးဝမရှိပါဘူး။အဒီကကတော့အယက်သားယဟန်းတွေနဲ့ပြည်သူတွေကိုပဲကူတာပေးတဲ့စေယုံပါဟုစင်ကူမြို့နယ်ပါကာဖာသတင်းတာဝန်ခံကပြောဆိုပါတယ်။ ်အကြံဖက်စစ်ကောင်စီတပ်ကစွန်လတလာလုံးငလင်ပေးအတွက်အပြစ်ခတ်ရက်စဲထားမည်ဟုကြေညာထားတော်လဲစင်ကူးမျိုးနဲ့အတွင်တွင်စစ်ကြောင်းထုံးမှုများအပြင်လေးကြောင်းတိုက်ခိုက်မှုများကိုလည်းစက်တိုက်လုံဆောင်လျက်ရှိကြောင်းစင်ကူးအခြေစိုက်ဒေသတရင်ရင်းမြစ်များကပြောဆိုကြပါတယ်စမိုင်းတရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်